နမောတတဗုဂဝါတောအရဟတောတမ္မာတံဗုဒ္ဓတနမောတတဗုဂဝါတောအရဟတောတမ္မာတံဗုဒ္ဓတနမောတတဗုဂဝါတောအရဟတောတမ္မာတံဗုဒ္ဓတမြန်မာနိုင်ငံဟာလူမျိုးပေါင်းစုံမျိုးနွယ်စုပေါင်းစုံ ကွဲပြားခြားနားစွာစုဝေးနေထိုင်ကြတဲ့ ဒေတာကြီးတစ်ခုပါလူမျိုးပေါင်းစုံတိုင်းရင်းသားပေါင်းစုံတည်ရှိတယ်လို့ကိုကိုွယ်တဲ့ယုံကြည်ကိုကိုွယ်တဲ့အယူဝါဒတွေဘာသာတရားတွေကလည်းပဲအမျိုးမျိုးရှိနေပါတယ်เนาะဒီလိုလူများစုကိုကိုွယ်တဲ့ဘာသာတွေကတော့ဗုဒ္ဓဘာသာခရစ်ယာန်ဘာသာဟိန္ဒူဘာသာအစ္စလမ်ဘာသာတွေပဲဖြစ်ကြပါတယ်တခြား နှကိုကွယ်ခြင်းတွေတခြားသောအယူအဆတွေကိုလွတ်လပ်စွာကိုကွယ်ယုံကြည်ကြတာတွေလည်းရှိနေပါတယ်။ဒါပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်အဓိကကိုကွယ်ယုံကြည်တဲ့ဘာသာကတော့ဗုဒ္ဓရဲ့တာနာဗုဒ္ဓအဆုံးအမကိုလိုက်နာတဲ့ဗုဒ္ဓဘာသာပဲဖြစ်ပါတယ်။ဗုဒ္ဓတာနာဆိုတဲ့ဥစ္စာကတော့ပါဠိစကားအနေပြီးတော့မြန်မာမှုပြုထားတဲ့ စကားလုံးတစ်ခုမွေးဖွားလာတဲ့မြမစကားလုံးတစ်ခုပါပဲဘုရားဆိုဒီမှာတစ္ဆာလေးပါးမြတ်တရားကို ကိုရောတိုင်းသိတော်မူပြီး သူတစ်ပါးကိုသိစေတော်မူသောမြတ်စွာဘုရားလို့ဒီလိုအတိတ်ပဲရိုက်ပါတယ်သာသနာဆိုတဲ့ဥစ္စာကတော့အဆုံးမှပဲပေါ့ဗျာဒီတော့ဗုဒ္ဓနဲ့သာသနာနှစ်ခုကိုပေါင်းစပ်လိုက်မယ်ဆိုလို့ရှိရင်ဗုဒ္ဓသာသနာဆိုတဲ့ဥစ္စာဒီ သစ္စာ၄ပါးတရားကို ကိုယ်တော်တိုင်သိတော်မူပြီးသူတစ်ပါးကိုသိစေတော်မူသောမြတ်စွာဘုရားဤအဆုံးအမလို့ဒီလိုအတိပဲရပါတယ်။ဒီဘုရားရဲ့အဆုံးအမကိုလိုက်နာတဲ့သူတွေကိုတော့ဗုဒ္ဓဘာသာဝင်လို့ဒီလိုခေါ်ကြပါတယ်။ဘုရားရဲ့အဆုံးအမကိုလိုက်နာတဲ့သူတွေဖြစ်သည့်အာလောသာဘုရားကျင့်ကြံအားထုတ်ခဲ့တယ်လို့ပဲเนาะ ဗုဒ္ဓဉာဏ်အားထုတ်ခဲ့သလိုပဲသစ္စာလေးပါးတရားကိုကိုယ်ကိုယ်တိုင်တည်ဖို့ကျင့်ကြံအားထုတ်ရပါမယ်သစ္စာလေးပါးတရားကိုတည်ဖို့အတွက်ကျင့်ကြံအားထုတ်နေတဲ့သူတွေကိုလည်းပဲမိမိတို့ကိုယ်စွမ်းသလောက်ဉာဏ်စွမ်းရှိသလောက်ကူညီဖေးမရမှာကျွန်တော်တို့ဗုဒ္ဓဘာသာတွေရဲ့တာဝန်ပဲဖြစ်ပါတယ်ဗုဒ္ဓဘာသာကိုလိုက်နာတဲ့သူတွေသိရမယ်သစ္စာလေးပါးတရားတွေကတော့ ဒုက္ခသစ္စာတမှုရိယသစ္စာနိရောဓသစ္စာမဂ္ဂသစ္စာလိုပဲဖြစ်ပါတယ်ဒုက္ခသစ္စာဆိုလို့ရှိရင်ဒုက္ခသစ္စာဆိုလို့ရှိရင်ဆင်းရဲခြင်းအမှန်တရားလို့ပြောလို့ရပါတယ်ဒုက္ခသစ္စာကိုပြောမယ်ဆိုလို့ရှိရင်ဆင်းရဲခြင်းလို့เนาะအမှန်တရားပေါ့အဲ့တော့တမှုရိယသစ္စာဆိုလို့ရှိရင်ဒုက္ခဖြစ်ကြောင်းကိုသိတဲ့ပေါ့เนาะအမှန်တရားပေါ့ မဲဝမယ်ဆိုလို့ရှိရင်တဲ့တဲ့ပြောရမယ်ဆိုလို့ရှိရင်เนาะသမှုရိယသစ္စာဆိုတဲ့ဥစ္စာဒီဒုက္ခဖြစ်ကြောင်းအကြောင်းတရားလို့ပြောရပါမယ်ဒီလိုပဲနောက်ပြီးတော့နိရောဓသစ္စာဆိုတဲ့ဥစ္စာဒီဒုက္ခရဲ့ချုပ်ရာဖြစ်သော အမှန်တရားလို့ဒီလိုကျွန်တော်တို့နားလည်ရပါလိမ့်မယ်အဲမဂ္ဂသစ္စာကတော့ဒီဒုက္ခချုပ်ရာဖြစ်တဲ့နိရောဓသစ္စာကို ရောက်ဖို့အတွက်ရဖို့အတွက်ကြင်ကြံအားထုတ်ရမယ်အကျင့်လန်းစဉ်လို့ဒါဒီလို သိရပါလိမ့်မယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဘုရားရဲ့ဆုံးမကိုလိုက်နာတဲ့သူတွေဘုရားဘာသာဝင်တွေဟာဒုက္ခသမုဒယနိရောဓနဲ့မဂ္ဂမြည်တဲ့၄ပါးသောသစ္စာတရားတွေကို ကိုယ်ကိုယ်တိုင်သိအောင်ချင့်ချံအားထုတ်ရပါမယ်။သူတစ်ပါးတို့သိအောင်လည်းပဲကုညီဖေးမကြရပါလိမ့်မယ်။ဒါကျွန်တော်တို့ရဲ့ဘုရားဘာသာဝင်တို့ရဲ့တာဝန်ပါပဲ။နော်။အဲ့တော့သစ္စာ၄ပါးတရားကိုသိဖို့အတွက်နော်အဓိကချင်းချံအားထုတ်ရမယ့်တရားတွေကတော့ ဒါနတီလဘာဝနာဆိုတဲ့တရားတွေပဲဖြစ်ပါတယ်ဘုရားရဲ့အဆုံးအမကို လိုက်နာတဲ့ဘုရားဘာသာဝင်တွေမှာအထက်တန်းစာဘုရားဘာသာဝင်တွေအလယ်လက်တန်းစာဘုရားဘာသာဝင်တွေအညံစာဘုရားဘာသာဝင်တွေဆိုပြီးတော့เนาะသုံးမျိုးခွဲခြားနိုင်ပါတယ်ကွဲပြားနိုင်ပါတယ်เนาะအထက်တန်းစာဘုရားသာသနာဆိုတဲ့ဥစ္စာကတော့เนาะဘုရားရဲ့အဆုံးအမတွေကိုတိတိကျကျလိုက်နာပြီးလဲပြီးရော့ သစ္စာလေးပါးတရားကိုရရှိဖို့အတွက်เนาะကျင့်ကြံအားထုတ်မှုကိုမလျှော့မပေါ့ကျင့်ကြံကြတဲ့သူတွေကိုပြောချင်တာပါဒုတိယအနေနဲ့အလယ်လတန်းစာသူအလယ်လတန်းစာဗုဒ္ဓဘာသာဝင်တွေကတော့ဗုဒ္ဓသာသနာမှာတည်ရမယ်သစ္စာလေးပါးတရားကိုเนาะကျင့်ကြံအားထုတ်တဲ့နေရာမှာเนาะဒုတိယဒန်းစာအနေနဲ့ပဲလျှော့လျော့ပေါ့ပေါ့ ကျင့်ကြံအားထုတ်တဲ့သူတွေလို့ဒီလိုပြောရပါလိမ့်မယ်အဲဘာဝနာဆိုတဲ့တရားကိုအဓိကမထားပဲဒါနသီလတရားတွေနဲ့သာပျော်မွေ့နေတဲ့လူတွေဆိုရင်လည်းပဲမမာဘူးပေါ့ဗျာเนาะအញ្ញံစားဗုဒ္ဓဘာသာဝင်တွေအနေနဲ့ပြောမယ်ဆိုလို့ရှိရင်เนาะဗုဒ္ဓဘာသာကိုဗုဒ္ဓအဆုံးအမကိုလိုက်နာယုံတာမကအခြားသောเนาะနှကိုကွယ်မှုတွေအခြားသောအယူအဆတွေအခြားသောယုံကြည်ကိုးကွယ်မှုတွေနဲ့ရောနှောပြီးတော့ เนาะတင့်ရင်တင့်တယ်လို့မျိုးကြင်ကြံတဲ့လူမျိုးတွေကိုเนาะနောက်ပြီးတော့အားထုတ်တဲ့နေရာမှာပျော့ပျော့ရော့ရော့ကြင်ကြံအားထုတ်တဲ့သူတွေကိုဒီလူမျိုးတွေကို ဆိုလိုတာပါပဲအဓိကဗုဒ္ဓဘာသာဝင်တို့ရဲ့เนาะအဓိကဖြစ်တဲ့သစ္စာလေးပါးကိုတီးဖို့ထက်မိမိတို့ရဲ့လက်တလော လူမှုပြဿနာတွေလူမှုကိစ္စတွေပြေလည်သွားစေဖို့ ယုံကြည်မှုအစင်လောင်းတဲ့ကိုးကွယ်တဲ့သူတွေကို ပြောချင်တာပါပဲအဲ့တော့ဒီလိုလူမျိုးတွေကတော့အညာစားသာသနာဝင်တွေဖြစ်တယ်လို့ပြောပြရစေဒုတိယဒန်းစားအလယ်လယ်ဒန်းစားသူတွေအနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ဒါနသီလမှုတွေကိုကျင့်ကြံအားထုတ်ပြီးတော့ရှော့ရှော့ပေါ်ပေါ်ကျင့်ကြံတဲ့သူတွေကို ပြောချင်တာပါအဲ့တော့ကျွန်တော်တို့ဒီအထက်ဒန်းစားသာသနာကိုအထက်ဒန်းစားဗုဒ္ဓဘာသာတွေအနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ เนาะကျွန်တော်တို့ဘာပြောမလဲဆိုလို့ရှိရင်ဒီတစ္ဆာလေးပါးတရားကို ရရှိဖို့အတွက်အယိုကြည်ကြည်ရေခန်းခန်းကြင်ကြံအားထုတ်တဲ့လူတွေဆိုလို့ရှိရင်မမဘူးပေါ့ဗျာယခုဘဝတွေမှာပဲမိမိတို့ကြင်ကြံအားထုတ်မှုရဲ့เนาะအားထုတ်မှုရဲ့ဟိုအကျင့်အစွမ်းကြောင့်ဗုဒ္ဓဘာသာဝင်တို့လိုလားတဲ့တောင့်တတဲ့ဒုက္ခရဲ့ငြိမ်းရာကိုရရှိနိုင်မို့ပိုင်နိုင်နိုင်ဖို့ အားထုတ်ကြင်ကြံနေတဲ့သူတွေဆိုလို့ရှိရင်မမပါဘူးအဲ့တော့မိတ်ဆွေမိတ်ဆွေတို့ကရောဒီအထက်တန်းစာဗုဒ္ဓဘာသာဝင်အလဲလက်တန်းစာဗုဒ္ဓဘာသာဝင်အညံစာဗုဒ္ဓဘာသာဝင်တွေကိုဘယ်နေရာနေမှာများယက်တည်နေကြပါသလဲအညံစာဗုဒ္ဓဘာသာဝင်တွေအနေနဲ့ယက်တည်နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေအလဲလက်တန်းစာဗုဒ္ဓဘာသာဝင်တွေဖြစ်အောင်ကြင်ကြံအားထုတ်ကြပါမယ် အလဲလဲတန်းစားဗုဒ္ဓဘာသာဝင်တွေဖြစ်လာပြီး ဖြစ်နေတယ်ဆိုလို့ရှိရင်လည်းပဲအထက်တန်းဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီးတော့ဗုဒ္ဓဘာသာရဲ့အဲယီမန်းကျဲဖြစ်တဲ့တစ္ဆာ၄ပါးတရားကိုတီးဖို့အားထုတ်ကြမယ်လို့ကျွန်တော်တို့ဒီလိုစုံပြတ်ချက်အဋိဌံကိုထားဖို့ထားကိုထားပါလိမ့်မယ်အဲတော့ကျွန်တော်တို့အနေနဲ့ဗုဒ္ဓရဲ့အဆုံးအမတွေကို လိုက်နာအားထုတ်ခြင်းနဲ့လိုလားတောင်းတတဲ့နိဗ္ဗာန်ဆိုတဲ့နော် နိဗ္ဗာန်ဆိုတဲ့တစ္ဆာလေးပါတရားတွေထဲမှာဒုက္ခရဲ့ငြိမ်းရာနိဗ္ဗာန်ကိုရရှိဖို့မရောမပေါကျင့်ကြံအားထုတ်ကြမယ်လို့တန်တိတန်ချာရင်းနဲ့ဗုဒ္ဓသာသနာစိရန်တိတ်တတုဗုဒ္ဓသာသနာစိရန်တိတ်တတုဗုဒ္ဓသာသနာစိရန်တိတ်တတု